လူတွေဟာခတ်တော့ခတ်တယ်။မပြကျင်ရင် မြင်ကျင်တယ်။တားထားရင်ဝင်ကျင်တယ်။မသွားနဲ့ဆိုရင်သွားကျင်ကြတယ်။ဒါကလည်းလူတဘာဝပဲ။ဒီလူတဘာဝကိုပိုင်ပိုင်နိုင်နိုင်အသုံးချသွားသူကတော့ဘူးလက်လှဆွေပါ။ဘူးလက်လှဆွေဆိုတာကကြံ့ဖို့ထိပ်ပိုင်တူပါ။စစ်ဘဝကလာပေမဲ့နိုင်ငံရေးပါဝါလှသူတူပေါ့။ စစ်ကော်မရှင်အလို့ကြောင့်ဖွဲ့စည်းထားတဲ့ရွေးကောက်ပွဲကော်မရှင် UEC ကမဲဆင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်လာပါတယ်စစ်တပ်စိုးမိုးဒေသများမှာချိတ်ဆွဲထားတဲ့မဲဆင်းတွေကိုစစ်ဝင်တစားတွားကြည့်တဲ့သူကတိတ်မရှိလာပါချရောင်းပေမဲ့ဝယ်သူကလှဲ့ပင်မကြည့်တဲ့ပစ္စည်းတွေလိုပေါ့ရက်ွက်ရုံတွေမှာကတ်ထားတဲ့မဲဆင်းတွေကမျက်နှာငယ်နေကြပါတယ်အဲ့ဒီချိန်မှာပဲစစ်ဘုအရေးကွန်ချွတ် ကျန်းဖို့အမဟောင်းဘူးလက်လှဆွေကမဲစရင်တွေအမားများနေတဲ့ဆိုတဲ့ကြည်စံကိုလူမှုကွန်ရက်ကနေတဆင့်ပြစ်ထက်လိုက်ပါတော့တယ်။ဘူးလက်လှဆွေပြစ်ထက်လိုက်တဲ့ကြည်စံဟာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့လှုံ့ဆော်သတင်းတွေကို ဖော်ပြနေတဲ့သတင်းမီဒီယာတွေကိုတက်တက်ထိမှန်ပါတယ်။မဲစရင်တွေမှားနေကြောင်းဘူးလက်လှဆွေက ပြောတဲ့အကြောင်းတွေကိုသတင်းအဖြစ်လိုက်ရေးကြရင်ရေးကြရင်နဲ့ UEC ရဲ့လုပ်ငန်းစဉ်ကို အခမဲ့ကူလီထန်း လုတ်ပေးကြရတော့ပါတယ်။ဒါပြင်ကလိန်စိတ်ညန်းစင်ကျွမ်းကျင်လာတဲ့ဘူးလက်လှဆွေဟာသူ့တုံးနေကြာတက်တော့ကနေ ကိုယောင်ဖြောက်နေလိုက်ပါတယ်။ဖုံးတွေကိုလည်းလက်ခံမဖြစ်ဆိုတော့ပါဘူး။အဲ့ဒီမှာပဲဘူးလက်လှဆွေကိုစစ်တပ်ကခေါ်ယူစစ်မီနေတဲ့ယောင်ယောင်ဖမ်းထားတဲ့ယောင်ယောင်ကောလာဟာလာတွေကိုမဘာတာနဲ့ကြံ့ဖို့အတိုင်းဝိုင်းကဖြန့်မာတော့တယ်။သတင်းမီဒီယာတချို့ကလည်းစစ်တပ်ကဘူလက်လှဆွေကိုစစ်မင်းနေတယ်လို့ခေါင်းစဉ်တက်ရေးလို့ရေး ဖမ်းထားပြီလို့ရေးလို့ရင်းနဲ့မရေရာတဲ့အကြောင်းအရာကိုခေါင်းစဉ်တက်ရေးကြရင်းစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုလူသိများအောင်အခမဲ့ကူလီထန်းကြားရပြန်ပါတယ်ဘူးလက်လှဆွေကိုစစ်တပ်ကထိမ့်သိမ်းစစ်မင်းနေတယ်လို့ခေါင်းစဉ်တက်တဲ့အခါဘာကြောင့်ဆိုတဲ့အကြောင်းရင်းကို ဖော်ပြရတာကြောင့်မဲဆိုင်အမှားများကြောင့်ပြောဆိုခဲ့တဲ့ဦးလှဆွေလို့ထည့်သွင်းရေးသားကြရင်းစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုလှုံ့ဆော်ပေးကြရသူတွေဖြစ်မှန်းမသိ ဖြစ်ကုန်ကြပါတော့တယ်ဒီလိုဖြစ်လာမယ်မှန်းသတင်းမီဒီယာသမားတွေရဲ့သဘောကိုတခြားကြံ့ဖို့ဝင်တွေထက်ဘူးလက်လှဆွေကပိုသိပါတယ်မီဒီယာသမားတွေကိုဘလို့တုံးချရမှန်းဘူးလက်တီးခဲ့လို့လဲသတင်းဌာနတစ်ခုကနေတောင် သူ့ရဲ့အတန်လွင့်ဆောင်းမားတွေကိုလွှင့်ထုတ်ပေးခဲ့ရပူပါတယ်ထေသူမဟုတ်တဲ့ဘူးလက်လှဆွေပေါ့ဘူးလက်လှဆွေရဲ့စိုက်ဝါကို ဖြည့်ဆည်းပေးသူကတော့စစ်တပ်ပြန်ကြားရေးပါပဲ။ ဘူးလလဆွေကိုစစ်မင်းနေပါသလားဆိုတဲ့အောင်မင်းရဲ့အမေးကိုစစ်တပ်ကချက်ချင်းပြန်မဖြေပဲ၃ရက်လောက်နှက်ထားလိုက်ပါတယ်။၄၅ရက်ကြာမှပြန်ဖြေတာကထိမ့်သိမ့်စစ်မင်းချင်းမရှိပါဘူးတဲ့။အဲ့ဒီချိန်မှာသတင်းမီဒီယာတချို့ကကို့အထင်နဲ့ကိုရမ်းကြိတ်ခေါင်းစဉ်တက်ကြရင်းနဲ့အခမဲ့ကူလီထမ်းပေးပြီးခဲ့ပါပြီ။ရိုးရိုးလေးတွေးကြည့်လိုက်ရင်ကိုရှင်းပါတယ်။မဲစင်းရင်နဲ့ပတ်သက်ပြီးဘူးလက်ပြောထားတဲ့အထင်မှာညီဆွမ်းစရာဘာတစ်ခုမှ မပါပါဘူး။ ဒါပြင်သူကလက်ရှိကျန့်ဖို့ပါတီရဲ့ထိပ်ပိုင်းအဖွဲ့ဝင်တယောက်ပါဖမ်းစရာဘာကြောင့်မှမရှိတာကိုသတင်းသမားတချို့ကအဖမ်းခံရပြီလို့ထင်ကြဒါဟာစိုက်ဝါမိတာပါပဲစစ်တပ်ဟာနိုင်ငံရေးသမားတွေကိုနိုင်ငံရေးစော့သူတွေကစားသူတွေကိုလီကူမာနိုင်သူတွေအဖြစ် ရှုမြင်ဝါဒဖြန့်ပြောဆိုလေးရှိပေမဲ့သူတို့လုပ်ရင်တော့စိတ်တဆစ်စင်ရေးလို့ခန့်ခန့်ညာညာတုံးလေးရှိပါတယ်အခုကိစ္စမှာလဲစစ်တပ်အရာရှိအောင်နဲ့ စစ်တပ်ရဲ့စိတ်ဓာတ်အစစ်စင်ကြီးတဲ့တရေသမားတချို့ကြာဆုံးခဲ့ရပါပြီ။ရှေ့လျှောက်လည်းပဲစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ psychology ဝါတွေများစွာ ပေါ်ထွက်လာအောင်ပါ။အမားထောက်ချင်သူတွေရှိမှအမားများများလုတ်ပြခြင်းဖြင့်ကိုလုတ်တဲ့အလုပ်လူတိပုံများလာအောင်လုပ်လို့ရတယ်ဆိုတဲ့သဘောတရားကိုစစ်တပ်ကနောကျင်နေပါပြီ။ ရွေးကောက်ပွဲကိုစန့်ကျင်ရေးပြောကြားရေးကြရင်းနဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲလှုံ့ဆော်မှုကိုအခမဲ့ကိုလီထမ်းပြေးရသလိုမဖြစ်ရေးဘူးလရဲ့ကြည်စံမျိုး နောက်ထပ်ထမှန်မှန်စေရေးသတင်းသမားများအထူးအထူးတတိချက်တင်မှာကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ TVB မှာပေါ်ပြထားတဲ့အဆောင်ပါရှင်စောအမွန်ရဲ့အဆောင်ပါလက်ရာဖြစ်ပါတယ်ခင်ဗျာ